နောင်ကစားဝါသနာမပါပေမယ့်မိမကိစ္စဝါသနာပါရလာလို့အပြောခံနေရတဲ့တင်မောင်ဆံမေဝေပရိသတ်ကြီးရဲ့အမှုပညာလောကတွင်ရှုပ်ရှက်ခံအောင်ရှင်းနေကြတာမဟုတ်ဘဲယခုဇတ်တပင်လောကမှာပါဆရာတွေဖြစ်နေပါပြီနော်ဇတ်တပင်ဆိုတော့အရင်ခေတ်ကတည်းကဆရာတွေရှိခဲ့ပြီးမြလေဒါမင်းသားတွေနဲ့အပြင်လောကကပရိသတ်တွေကြောင့်ပြဿနာလောက်ပဲထင်ကြတာဖြစ်ပါတယ်ဇပွဲတစ်ခါလဲဆိုချင်မင်းသားတွေဟာပွဲကနေကမြို့သမီးတွေရဲ့အကြိုက်ဆောင်လေးရှိထားပါတယ် ဒါပေမဲ့လည်းခုကမှတော့မင်းသားတင်မောင်စမ်းမင်းဝင်းဟာချစ်စရာကောင်းပြီးလှပတဲ့မိမကိုဖောက်ပြန်ပြီးရုပ်ရည်အပြင်အများမသိတော်ဘူးလို့ပြောဆိုကြတဲ့ဇက်ဖွဲ့တွေကဗရမ ्या ခေခိုင်ဆိုတဲ့မင်းသမီးနဲ့အရှုံစရာတွေရှိနေကြတာဖြစ်ပါတယ်။ ။စံမင်းသားတင်မောင်စံမင်းဝင်းဟာအခုယုံတင်စကားကြီးမှာပါဝင်ထားပြီးသူနဲ့တူအလုတ်တွဲလုံနေတဲ့ဗဒမြောင်းကိခိုင်ကလည်းမူပန်ခွင့်ကြေတနာကိုအလေးထားနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဗဒမြောင်းကိခိုင်ရဲ့ပြောကိုစကားလေးတစ်ခွနဲ့ဒဲဆောင်လိုက်ပြီးထိထိမိမိကိုပြောသွားခင်တာဖြစ်ပါတယ်။ဗဒမြောင်းကိခိုင်ရဲ့မူပန်ခွင့်မတောင်းတဲ့ပြဿနာဟာပွင့်လွန်ရိုက်နေခဲ့ပြီးတင်မောင်စံမင်းဝင်းရဲ့မိမကတော့သူ့စီကနေသူ့ယောက်ျားကိုလူယူတော့ငါရောမူပန်ခွင့်နဲ့ပိုင်ရှင်ရှိတာကိုတော့မသိဘူးလားလို့ပြောခဲ့ပါတယ်။ သူမယောက်ျားကိုခိုးတွေ့ပြီးအမြင်မသိအောင်ခိုးယူပောင်းတင်နေပြီးမီဒီယာရှေ့မှာတော့စကားတွေလောက်မူပိုင်ခွင့်နေပြောပြီးသူကိုယ်ရင်ကမူပိုင်ခွင့်ရှိသူကိုတံမိုးမထားတာလို့ဒဲဖဲ့ခင်တာဖြစ်ပါတယ်သူများပစ္စည်းကိုယူသုံးပြီးပျော်နေကြတယ်။သူတို့သားမိကတော့အတော်လေးခံစားနေရရှာတယ်။ဒါကိုလေမူပိုင်ခွင့်ကပြောနေသေးတယ်လို့ရွှေရှာစွာပြောဆိုခဲ့ပါတယ်။ မနေ့တနေ့က post တင်ခဲ့ပြီးတင်မောင်ဆမ်းမင်းဝင်းရဲ့ပဏ္ဏမြောင်းကေခိုင်တို့ဖောက်ပြန်တာဟာအတော်လေးချာခဲ့ပြီးဖြစ်ပါတယ်။တင်မောင်ဆမ်းမင်းဝင်းရဲ့သူ့မျိုးသမီးတို့အိမ်ထောင်မကြခင်ကတည်းကခိုးစားကြတယ်လို့လည်းဆိုပါတယ်။အဲတော့တစ်ဖက်ကမျိုးသမီးရဲ့စိန်မလေးပွဲမရှာခြင်းနာကြောင့်အေးစင်းနေခဲ့ပြီးအတော်လေးတရားလွန်လာလို့ချပြလာခဲ့တာလည်းဖြစ်ပါတယ်။ မင်းသားတင်မောင်စာမေးဝင်ကလည်းမနေ့ကအင်တာဗျူးမှာဒီကိစ္စကိုမပြောခဲ့ပေမဲ့လည်းပြည်သူတင်ဟာသိကျင်နေကြပြီးသူပြောတဲ့စကားတွေထဲမှာတည်းသူဟာတစ္ဆာမရှိပဲမတည်ငြိမ်တဲ့ယောက်ျားဆိုတာပေါ်လွင်နေခဲ့ပါတယ်လောင်ကစားဝါသနာမပါပဲအတောက်စားအရန်ချမ်းပြီးပွေရှုပ်တက်တာလားဒါမှမဟုတ်အမျိုးသမီးတိုင်းကိုတံပိုးမထားတာလားလို့ဝေဖန်နေကြပါတယ် ဇတ်တပင်းနေနာထလို့အနုပညာပဲခြေဦးလှည့်လာပေးမယ်လေတင်မောင်ဆမ်မင်းဝင်းကသူ့ရဲ့ရှုပ်ထုပ်ကြီးကိုပါတင်လာခဲ့တာဖြစ်ပါတယ်။ခရယပေါင်းတသိန်းနဲ့သူ့ဘာသူရှုပ်နေတဲ့နုပညာလောကကိုဇတ်တပင်းကပါလောက်ရှုပ်တော့ပွဲစုသွားခဲ့တာလေးဖြစ်ပါတယ်။စုံမစကားထဲမှာတော့တထောက်တနေရာကနေပေါဝင်ပြီးမင်းသားတင်မောင်ဆမ်မင်းဝင်းဖြစ်စတင်လာခဲ့ပါတယ်။ဒါပေမဲ့လေသူဟာအရှင်ကလေးကဇလန်တွဲ series တွေမှာပေါဝင်တည်ယူဆောင်ထားပြီးနေရာတစ်ခုရအောင်စူးစမ်းထားခဲ့သူပါနော်။ လူဆိုရာမနဲ့မကင်းဘူးဆိုပေမဲ့လည်းအိမ်တော်ရှိတဲ့ပိုင်ရှင်ရှိတဲ့သူကတော့ရှောင်တဲ့မာနေနော်လူစီကမ်းမလည်းပြက်ပြားသလိုအဲ့လိုလူတွေကလည်းတချို့သောသူတွေကရွှန်ရှာကြပါတယ်နောက်ပြီးတင်မောင်ဆမ်းမင်းဝင်းနဲ့ပရမ ्या ကေခိုင်တို့ရဲ့လျှော့ဝက်စာရီလဲပေါက်ကြွားခဲ့ပြီးမင်းရဲ့ကြီးမအာမနာပဲအိမ်ထဲကိုတော့မအိမ်မရှိခင်အဆက်မရှိခိုးတွေ့ကြပါတယ် ဟိုတယ်လောကလည်းဟိုတယ်မှာတိတ်နေတဲ့အချိန်မရက်ကြီးကမီးပြီးပရမညာကေခံကိုပ ਾਇ ရခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ဒီတော့ပြည်သက်ကြီးရဲ့လူမှုရေးဖောက်ပြန်နေတဲ့တင်မောင်စမ်းမင်းဝင်းရဲ့ပရမညာကေခံတို့အပေါ်မှာမှတ်ချက်လေးတွေပြောပြပေးခဲ့ကြပါအောင်နော်။